ဘာစီလိုနာတိုက်စင်ကစားသမားယမားကချန်ပီယံလိပြိုင်ပွဲမှာမိမိတို့အသင်းဖို့ဆွဲဖို့ရေပန်းအစားဆုံးဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာအခုရာသီမှာခြေစွမ်းပြနေပြီးတပွဲကိုပြန်မြ3ဂိုးနှုန်းအထက်သွင်းယူထားပါတယ်။ဘာစီလိုနာအသင်းဟာချန်ပီယံလိပြိုင်ပွဲမှာ quarter final ကိုတက်ရောက်ထားပြီးဂျာမန်ကလပ်ဒေါ်မွန်အသင်းနဲ့တွေ့ဆုံနေပါတယ်။ ချန်ပီယံလိရှုံးထွက်16သင်းအဆင့်ပွဲစဉ်တွေအပြီးမှာရေဘန်အစားဆုံးလီဗာပူးအသင်းပြိုင်ပွဲကနေထွက်ခွာခဲ့ရကဘာစီလိုနာအသင်းဟာပိုဆွဲဖို့ထိတ်ဆုံးကနေရေဘန်စားနေတယ်လို့သိရပါဗျ။အခုအခါယမားကကျွန်တော်အသင်းကချန်ပီယံလိမှာပိုဆွဲဖို့ရေဘန်အစားဆုံးဖြစ်နေပါဗျ။အောက်စုအဆင့်ပြီးတဲ့အချိန်မှာလေဘာဘူအသင်းကချန်ပီယံလိမှာပိုးဆွဲဖို့ရေဘန်အစားဆုံးလို့ကျွန်တော်ပြောခဲ့ပူပါတယ်။ဘာလို့လဲဆိုတော့သူတို့ကအောက်စုအဆင့်မှာနံပါတ်1ရခဲ့လို့ပါ။အခုသူတို့ပြုတ်သွားပြီဆိုတော့ကျွန်တော်တို့ကရေဘန်အစားဆုံးမှာလို့ပြောကြခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာချန်ပီယံလိပြိုင်ပွဲမှာ2014-15ရာသီကနောက်ဆုံးအကြိမ်ပိုဆွဲခဲ့တာဖြစ်ပါတယ်။